ရော့တန်ကတော့သူမှန်းထားတဲ့အတိုင်းပဲ သူငယ်ချင်းဆိုင်ရီကလူငယ်ဖိုက်တာလေးတွေးလင်းထက်ကိုအထူးသဖြင့်တော့မြန်မာဖိုက်တာဖြစ်တဲ့တွေးလင်းထက်ကိုအနိုင်ရလို့ရောက်အောင်ပြောနေပါတယ်။နော်ဒီကနေ့မှဆိုရင်လည်းရော့ထန်ကသူခမန်ထားတာမှလို့ရောက်အောင်ဂုံယူနေပါတယ်။ပြီးတော့မနေ့ညကပွဲမှာဆိုရင်သူရဲ့ရောက်ပါလေးဆန်ကားသက်ကလေးပဲဒါနိုင်ပွဲကိုပြန်လဲရှာတွေ့တာဖြစ်တဲ့ဒရက်တော်လီကိုသူတို့မိသားစုတွေမှာပျော်ရှင်စရာတွေဖြစ်ကုန်တာပေါ့လေ။ရော့ထန်ကတော့လေမြန်မာဒီမြန်မာလူမျိုးတွေနဲ့ဗမာလူမျိုးတွေနဲ့အလက်ဂျစ်ရှိလားမသိဘူး။မြန်မာပြည်သက်တွေကဓာတ်ပုံရိုက်ဖို့စူးစမ်းနေတာကိုလေ ရတန်ကမရိုက်ချင်းတလို့လို့မြမလူမျိုးကိုကြီးမရတလို့လို့မျိုးစုံတာလုံးနေတော့တာပါပဲဗျာနော်ကျွန်တော်တို့ဘယ်လိုပြောရမလဲ Feathers ဂျင်ကနော် Fighter တွေနဲ့ကြတော့กว่าပါဗျာ Feathers ဂျင်ကနော် Thai Fighter တွေကျွန်တော်ကြောစာဝင်းလေးကိုဘယ်လိုမျိုးဆက်ဆံလဲလူတိုင်းကသိရတော်လေးကိုလည်းကျွန်တော်နော်ဒါ Y2K တို့ဆိုရင်လည်းပဲနော် Stan Feathers တို့ဆိုရင်လည်းတော်လေးကိုသဘောကောင်းကြတယ် နော်အရန်လေလေးစားဖို့ကောင်းတယ်ဘေးကကြစူပါလက်စူပါလက်ဆိုရင်လည်းပဲတန်းစင်ကိုကိုယ်ညင်းရင်တယောက်လိုဆက်ဆံပြီးတယ်နော်တင်းပြပြီးတယ်ဆိုတော့တော်တော်လေးသဘောကောင်းတယ်ရော့ထန်ကနော်ဒါအခုအရင်တော့ကဆိုရင်ဒီကောင်ကအဲ့လိုတော့မဟုတ်ဘူးအောင်လာဆန်းလို့ဆိုရင်တော်တော်လေးကိုဒီကောင်ကဒါယူဂျိုးတွေပေါ့နော်ယူသေးလေးစားတွေပေါ့အခုဒါမိမရပြီးအစလန်ဘာသာလေးကိုဝင်ပြီးနောက်ပိုင်းမှာဒီကောင်ကဘာဖြစ်သွားမှန်းကိုမသိဘူးနော်ဟိုနော်အစလန်ပိုးများဝင်တာလားမသိဘူးဒီလိုပြောလို့အစလန်ဘာသာဆိုတော့ကလူစိတ် မရှိပါဘူးဒီတိုင်းရော့ထန်လူဦးတယောက်တည်းကိုပြောတာပါဆိုတော့ရော့ထန်ကတော့မြန်မာလူမျိုးတွေနဲ့အထူးသဖြင့်အလဲကျိဖြစ်နေတယ်မြန်မာလူမျိုးတွေကိုကြည်မရဘူးเนาะဒါကိုပြောချင်တာမကျွန်တော်တို့သွေးလင်းချက်ရှုံးမယ်လို့လည်းဒီကောင်တတိလေးနဲ့ပြောထားတယ်ခံမှန်းလို့เนาะသူရဲ့ခံမှန်းချက်တွေမှန်ကန်လို့အရောက်မှာဂုံယူဝင်ကြစွာဒါ online ပေါ်မှာတင်ပြီးတော့ပြောနေတာကိုလည်းတရားရယ်အမှန်တမ်းမှာစိတ်မကောင်းပါဘူးเนาะ